ဆရာကြီးတဲ့တန်လိုက်အုံနဲ့ကွိုင်ကတိုက်နေတာတဲ့ရှဲရှဲမြင်နေတာပြင်လာလေအဲ့ဒါကမြင်နေတာဘယ်လိုလုပ်ရမှာလဲအာပီလေးပြန်ပြီးပါအောင်ဗျာဝန်တင်းပါဗျာโอเค ဒီမေးဒီမေးခွန်းလေးကကျွန်တော်တို့အများတို့လည်းကြိုးရှိမယ်လို့ကျွန်တော်ထင်ပါတယ်အများစုကကျွန်တော်125တွေတော့များများကအဲလာတော့တော့ကျွန်တော်တို့အတန်ဆူနေတော့မသိတာဘူးကျွန်တော်အင်ဂျင်ဘက်ကကန်လိုက်တယ်တလုံးလုံးကွန်တင်းနေ main board တွေနော်တို့ဘိုးလေးနေ piston ဘားတန်နေအကုန်လုံးလှုပ်လိုက်ပြီးတယ် time machine တွေလဲပြီးတဲ့အချိန်မှာကျွန်တော်တို့အခုလိုမျိုးတန်လေးကြံတတ်ပါတယ်ကျွန်တော်လည်းအဟိုးအရင်ကခဏခဏကြောခုလက်ကြုံတော့ကျွန်တော်ကတော့ဒါအဲတန်းတည်နေတော့လွယ်တာပေါ့နော်အဲ့တော့ကျွန်တော်အခုမီးတုံးနေသူပြောတာတန်လိုက်တုံးနေတိုက်တယ်လို့သူပြောတယ်တန်လိုက်အောင်နေကွာနေတိုက်တယ်ပေါ့နော်အဲ့တော့တန်လိုက်အောင်နေကွာနေတက်တာဟုတ်ချင်ပါလေဟုတ်ပါလိမ့်မယ်ကျွန်တော် အဲတန်လန်းအောင်နဲ့ coin နဲ့တိုက်တာကအတန်မမြင်လို့ဆိုမြည်တော့မြည်ပါတယ်အခုသူရှဲရှဲမြင်နေတဲ့တန်ကအဲသူတန်လန်းအောင်နဲ့ coin နဲ့တိုက်တာလို့သူလုတ်တယ်မပြောက်ဘူးလို့ပြောတယ်အဲ့တော့တေချာစစ်ဆေးရမှာကတကယ်တန်လန်းအောင်နဲ့ coin နဲ့တိုက်မတိုက်ကိုသိချင်ရင်တော့ကျွန်တော်တို့ခုနကနော် coin ထုတ်မှမဲစီပပလေးတုတ်ပြီးတော့ကျွန်တော်တို့တက်ပြီးတော့နှိုးကြည့်ပါနော်တန်လန်းထုတ်မှအဲ့ဒီမဲစီကပ်ပါပြီးတော့တစ်ပတ်လုံးထိနေလားအဲ့ဒါမှာတိုက်မတိုက်သိပါလိမ့်မယ်အဲ့လိုအကိုကြီးမှာခုနကမဲစီပပလေးကိုတန်လန်းထုတ်ကတိုက်မသွားဘူးသိဆိုရင်သိကြတာကတော့ကျွန်တော်တို့ဘာကြောင့်မြည်ရလဲဆိုတော့ဒီမှာအဖြေရှိပါတယ် ဲ့တော့ဘာကြောင့်မြင်ရလဲဆိုကျွန်တော်အများစုဖြစ်တဲ့ပြဿနာက အဲခုနစတက်ပင်နေရမှာခုနကကျွန်တော်တို့လှိုင်းလေးရှိတဲ့ပါတယ်စတက်ပင်နေရဒီခုစတက်ဘောနဲ့ထိစတက်ဘောနဲ့ထိတဲ့နေရမှာကျွန်တော်လှိုင်းလေးရှိတဲ့ပါတယ်အဲ့ဒီလှိုင်းလေးတွေအကြောင်းကျွန်တော်စတက်ဘောနဲ့အဲ့ဒီလှိုင်းလေးနဲ့ပို့ပြီးတော့ share share မြည်တတ်ပါတယ်အဲ့ဒီအဲ့ဒီအတန်ဆိုရင်လည်းဘယ်လိုဖြစ်လဲဆိုတော့ဆလိုးမှာအဲ့တန်ပိုကျဲတယ်လီဘာတင်တော့အဲ့တန်ကနည်းနည်းတိုးသွားတတ်ပါတယ်ဒုံမှုပျောက်သွားတတ်ပါတယ်အဲ့ဒါဆိုတော့ကျွန်တော်ခုနမဲစီနေအောင်ဆန်းစရာမလိုဘူးတေချာပေါ့အဲ့ဒီပင်နေရဖြစ်တဲ့ဆိုကျွန်တော်ပြောလို့ရပါတယ်အဲ့လီဘာတင်လည်းမြည်တယ်ဆလိုးမှာလည်းမြည်တယ်ဆိုရင်တော့ခုနကစတက်ဘောဇန်ပင်နေရအကြောင်းမဟုတ်ဘဲနဲ့ခုနကမီးတုံးနဲ့တန်လိုက်တုံးတက်လာဖြစ်ကောင်းဖြစ်နိုင် င်ပါတယ်အဲ့တော့ကတိုင်းဝင်လည်းတိုက်နိုင်တယ်တနိုင်တုံးဝင်လည်းတိုက်နိုင်ပါတယ်အဲ့တော့အခုကျွန်တော်ပြောတဲ့အချက်တွေကိုစစ်ဆေးကြည့်ပါပြုရကြည့်ပါအဆင်ပြေပါလိမ့်မယ်နော်ကျေးဇူးပါဒီကိုရောအလုံးမင်္ဂလာပါဗျာကျွန်တော်ဒီနေ့ပညာလေးမြဝေမှာကကိုရီးယားဖိန်းလုံးတယ်ဆိုရင်အောက်ထိုင်ပေါ်ထိုင်တောင်မှမခွဲတန်ပါလို့မာတော့เนาะဒါအတိရဲ့လူတွေကတော့ကြော်သွားလိုက်ဗျာเนาะတိရဲ့လူတွေကတော့ကြော်သွားလိုက်ဒီမှာဒါအောက်ထိုင်တွေ့လားဒါအောက်ထိုင်ဆိုတော့ဘယ်လိုခွဲလဲကြာဒီမှာဒီမှာ ဒီဒီတန်လိုက်တော့မှာပါဗျာเนาะ f f ဆိုတာကြတော့မီးလိုက်ပါဗျာထိတ်မီးရောက်ပြီဒါ t ဆိုတာတော့တိုင်မင်ထိတ်ရောက်နေပြီဆိုတော့သူကကုစားပြဗျာเนาะအဲ့မှာကုစားပြဆိုကျွန်တော်ဒီကောင်ဒီလိုဒီလိုလာလာလဲရှင်เนาะဒီဘူးကိုကျွန်တော်ဦးကကြည့်လိုက်မယ်เนาะဒီတီရနေပြတော့လက်ခွနှလုံးกว่าဘယ်ကောင်မဖြစ်ဒါအောက်ထိုင်ဆိုလက်ခွနှလုံးกว่าမယ်ဒီဘူးကဒီမှာပါခြင်းလဲပါမယ်ဒီမှာဒီကောင်ကတော့ကျွန်တော်တို့တိုင်မင်ထိတ်ကြည့်ရပါဗောဗျာเนาะသူကဘလို့ပါပါဗျာအဲ့အားတော့ကိုကြီးလဲတဲ့တန်လိုက်တော့မှာပဲကြည့်လိုက်เนาะဒီကောင်ကတော့ကျွန်တော်က ီကောဒီတန်လိုက်တုံးကဒါအောက်ထိုင်ရဲ့တန်လိုက်တုံးနော်ဒီအဖုံးရဲ့တန်လိုက်တုံးနော်ဒီမှာကြည့်လိုက်အပေါ်ထိုင်မှာじゃဘာကွဲသွားလဲကြည့်လိုက်ဒီမှာအပေါ်ထိုင်နော်ဒါအပေါ်ထိုင်အပေါ်ထိုင်မှာဘာကွဲသွားလဲဆိုတော့ဒီမှာကြည့်လိုက်အပေါ်ထိုင်မှာကျွန်တော်ဒီမှာဒီမှာတီတွေ့လားတီတိုင်မင်းကနေလက်သုံးလုံးလောက်ပဲရှိတာဒီမှာလက်သုံးလုံးလောက်ပဲတီရဒီမှာရှိရသူကမင်းကတန်လိုက်တုံးကအတူတူပဲတန်လိုက်တုံးကဒီမှာအတူတူပဲနော်တန်လိုက်တုံးကအတူတူပဲအဲ့ဒီကပူကြီးလေးတွေကွာသွားတယ် ဒီတီရနေမာကခေါ်တဲ့နေရာกว่าသွားတယ်เนาะဒါညီကိုတို့လည်းတခါလေကြရင်လှုပ်ပြောကျွန်တော်စီမံเนาะဟိုတခါနေပြီးတော့ပို့လိုက်တဲ့ဘိန်းဆိုရင်အဲ့အားလေးလွဲတာနေကိုကျွန်တော်စီကိုပို့လိုက်ရတာเนาะဟိုဝက်ချော့ဆရာရလည်းတချို့ဝက်ချော့ဆရာရလည်းအဲ့လောက်တေချာမကြည့်ရเนาะဒီမှာကျွန်တော်ပြမယ်အဲ့ညီကိုတို့ဟာဖြစ်အောင်ကျွန်တော်ပြပြမယ်เนาะဒီတန်လိုက်တုံးနဲ့မလွတ်တာတိုက်တာကျွန်တော်တွေ့လားဒီကောင်ဆိုအမြင့်တွေ့လားမဟုတ်လားဒီဒီကောင်အမြင့်เนาะဒီကောင်ကကြတော့အဲ့လောက်မမြင်ဘူးတွေ့လားဒီကောင်အနှိမ့် ဒီနှစ်ခုရှင်လာကြဒီကောင်ကအနစ်ဒီကောင်ကအမြင့်နော်ဒါကကြတော့ကျွန်တော်အဖုံးတက်တဲ့ချိန်များဒီကောင်ကဒီကောင်ကဒါဝန်တန်းမဝန်တန်းဝန်တန်း125ဘယ်လိုခေါ်လဲဝန်တန်းကဒီပူပါနော်မကြည့်လိုက်ဝန်25ကပူမပါဘူးတွေ့လားပူမပါဘူးဒါဝန်တန်းဝန်တန်းမှဒီလိုဘူလေးနဲ့ဒါ125ရဲ့ဖုံးနော်ဝန်ဒူဖိုင်လည်းအပေါ်အောက်လာတာရှိရယ်ဝန်တန်းလည်းအပေါ်အောက်လာတာရှိရယ်သူ့အမျိုးသားနဲ့သူလာတာပေါ်ဗျာနော်အဲ့ဒါရှိရယ်ညီကိုတို့အဲ့ပြောပြနေတာက အပေါ်တိုင်းဆိုရင်ဒီလိုအပေါ်တိုင်းဆိုရင်တီရနေဒီပုံမှာတီဆိုရယ်စလုံးလေးပါတီရနေလက်သုံးလုံးပဲกว่าတယ်အောက်တိုင်းဆိုလက်ခုနှလုံးกว่าတယ်ဒါတော့ခုလက်ပုံမှာမူတည်ပဲပြောကျွန်တော်လက်နေတော့အလောက်กว่าလို့အလောက်ပြောနော်ဒီကိုလည်းဒီဗီဒီယိုလေးကြည့်ပြီးတော့နော်ဟုတ်ကဲ့